ါရှင်ခိတိတက်လီဗီရှင်သတင်းဌာနမှသတင်းများကိုတင်ဆက်ပေးနေပါတယ်ပထမဆုံးစံနောက်တိုင်ပွဲမှာအကြမ်းတ်စစ်တပ်ချင်းမြန်တရင်လေးနှစ်ခုတရင်မှုတင်ဆောင်ဆက်သတင်းကိုတင်ဆက်ပေးမှာဖြစ်ပါတယ်ရှမ်းပြည်နယ်တောင်ပိုင်းကတိုက်ပွဲအတွင်မှာ ML နှစ်ခုချင်းမြန်တရင်ခမာယာလေးနှစ်ခုတရင်မှုအပါအဝင်စစ်ကောင်စီတပ်ကတိုက်ဆုံမှုများတယ်လို့ဒေသခံစီရဲ့သတင်းရှင်မြင့်နဲ့မြေပြင်ရဲဘော်အချို့ကပြောပါတယ် ခမာယလေးနေခွန်တိုင်ဟာဒီမော်ဆိုမျိုးနေအခြေဆိုင်တက်ဖြစ်ပေမယ့်ရှမ်းတောင်ပိုင်းကိုဆက်စင်ရဝင်နေရတယ်လို့အခုလာစမ်းပိုင်းကအဲ့ဒီတိုင်ကနေအလင်းဝင်လာတဲ့စစ်ကောင်စီတပ်သားတအူးကဆိုပါတယ်ရင်းမှုအသေးရတဲ့ကျန်တဲ့အသေးစိတ်ကိုကျွန်တော်တို့အခြေအနေအရတော့ပြောလို့မရသေးဘူးလို့ရှမ်းတောင်တိုက်ပွဲအတွင်းမှာရှိနေတဲ့ရဲဘော်တအူးကပြောပါတယ်စစ်ကောင်စီရဲ့တိုင်မှုသိဆုံးနေဆိုတဲ့ချက်နဲ့ပတ်သက်ပြီးကျမတို့ channel အနေနဲ့တခြားအသိပြုနိုင်ခြင်းမရှိသေးပါဘူး စစ်ကောင်စီတပ်ဟာပအိုးပြည်သူစေ PNO တပ်သားအင်အားကိုအသုံးချပြီးပင်လောင်းနယ်ဖေကုံမြို့နယ်တွေမှာရွှေကောက်ပွဲကျင်းပဖို့စစ်ကြောထိုးရင်ဂျားဖြတ်တိုက်ခိုက်ခံနေရတာလို့စန်းတော်စီတရင်ရှင်မြကအတည်ပြပါတယ်ညနေလုံးကျော်ရွေးကောက်ပွဲတွေလုပ်နိုင်မှုရွာတွေကိုထိုးစစ်ဆင်နေတာတိုက်ပွဲကတော့ပြင်းထန်နေဆဲပဲလို့သူကပြောပါတယ်တိုက်ပွဲနေရာတွေကိုလုံခြုံရေးအခြေအနေအရအသေးအချာဖော်ပြလို့မရသေးပေမယ့်ပင်လောင်းမြို့နယ်တောင်မတ်ချမ်းနဲ့ဖေကုံမြို့နယ်အနောက်ဘက်ချမ်းမှာတိုက်ပွဲတွေဖြစ်နေတယ်လို့သိရပါတယ် အခုလာပိုင်းဖဲကွန်အနောက်ခြမ်းတိုက်ပွဲတွေမှာပအိုးပြည်သူစစ်ဗီယန်တို့ကဗိုလ်မှူး၃ကပောင်းဝင်တပ်သားစင်တွေလည်းတည်ဆုံးသူတွေအများပြားရှိတယ်လို့စမ်းတောင်စီးရဲတရင်စစ်မြစ်တွေကပြောထားပါတယ်။စမ်းတောင်နဲ့ထိစပ်နေတဲ့ကင်းနီပြည်နယ်နဲ့ဒီမော့ဆိုမြို့နယ်တွေမှာလည်းစမ်းတောင်နဲ့ထိစပ်နေတဲ့ကင်းနီပြည်နယ်ရဲ့ဒီမော့ဆိုမြို့နယ်မှာလည်းစစ်ကောင်စီတပ်စစ်ကြောင်းထွက်လာတာကြောင့်တိုက်ပွဲတွေဖြစ်နေပါတယ်။ စစ်ကောင်စီတပ်ကကရင်နီပြည်နယ်မဲဆဲဖားဆောင်နဲ့စားတော်မြို့နယ်ကလွဲလို့ကျန်တဲ့မြို့နယ်တွေမှာ ရွေးကောက်ပွဲလုပ်ဖို့စီစဉ်ထားပြီးပြည်နယ်အတွင်းကလွိုင်ကော်တီမော့ဆိုဖရူဆိုဘော်လက်ခဲစန်းကင်နီအဆက်ဖေကုံမြို့နယ်တွေမှာစစ်မျက်နှာငါးခုဖွင့်ပြီးထိုးစစ်ဆင်နေတာဖြစ်ပါတယ်ရှင်။ဆလပင်ပထောင်းနဲ့တာပေါင်းကစစ်ကောင်စီစစ်ကြောင်းတွေကိုအေးအေးချေမုန်းဆက်တရင်ကိုတင်ဆက်ပေးမှဖြစ်ပါတယ်။ ပဲဘကုန်းတိုင်းပထောင်းမြို့နယ်ကမဆာစစ်ကြောင်းအနီးကစစ်ကောင်စီစစ်ကြောင်းနဲ့အေယာဝတီတိုင်းတာပေါင်းမြို့နယ်ကစစ်ကောင်စီစစ်ကြောင်းတွေကိုအာရခတက်တော်အေအေကဒီရပိုင်းမှာတိုက်ခိုက်ချင်းမုန်းခဲ့တယ်လို့စီရဲတရင်ရှင်းမြစ်တွေစီကသိရပါတယ်ကမ္ဘာစစကြောင်းအနီးမြောက်ဘက်ကုန်းကျင်းရွာတဝိုင်းမှာစစ်ကောင်စီစစ်ကြောင်းနဲ့အေအေတို့တိုက်ပွဲပြင်းထန်နေပြီးအကြမ်းမဲ့တပ်သားတွေအကြဆုံးများပြားနေတယ်လို့ဆိုပါတယ်အေအေတင်ထားတဲ့ပွဲချောင်းသုံးလုံးစခန်းကုန်းကိုတိုက်ခိုက်ဖို့စစ်ကောင်စီစစ်ကြောင်းဟာမြောက်ဘက်ကုန်းကျင်းရွာဘက်ကနေထွက်စစ်ဆင်လာတာဖြစ်ပါတယ် ဒါပေမဲ့အေအေရဲ့ပူပေါင်းတပ်ဖွဲ့တွေကကြားဖြတ်တိုက်ခတ်ချိန်မုံလိုက်တာကြောင့်စစ်ကောင်စီတပ်သားတွေဒါစင်းနဲ့ချီတေဆုံးသွားတယ်လို့စီးရဲသတင်းရှင်းမြစ်ကပြောပါတယ်။အလားတူပီကတိဂျပန်အတွင်းမှာအေယာဝရီတန်းတာပေါင်းမြွတ်နေနေမကြီးစင်ချင်းရွာကြားရိုးမတောင်နဲ့မှာစစ်ကောင်စီစစ်ကြောင်းတစ်ခုကိုအေအေကတိုက်ခိုက်တာကြောင့်90ထဲမှနေတေဆုံးသွားတယ်လို့သိရပါတယ်။ အေအေတင်ထားတဲ့မကြီးစင်ကျေးရွာကို ပြန်လဲတိုက်ခိုက်ဖို့စစ်ကောင်စီဟာပတိန်ကနေစစ်ကူတွေနဲ့တာပေါင်းမျိုးကနေထွက်လာတဲ့စစ်ကြောင်းကိုတဲဖြူကုန်းကျေးရွာနေတဝိုင်းမှာအေအေကရှင်းလင်းခဲ့တာဖြစ်ပါတယ်။ကွာငတိုင်းဆောင်လန်စီစစ်ကောင်စီရဲ့အမြောက်တပ်344ကိုလည်းအေအေကထိုးစစ်ဆင်တိုက်ခိုက်နေပြီးတာပေါင်းမျိုးနယ်ဘက်ကထိုးစစ်ဆင်လာတဲ့စစ်ကောင်စီတပ်စစ်ကြောင်းကိုတပြိုင်တည်းခုခံတိုက်ခိုက်နေတာဖြစ်ပါတယ်။အကြမ်းမဲ့စစ်ကောင်စီဟာဗထောင်မျိုးနယ် ငတိုင်းချောင်းတာပေါင်းစားတဲ့မြို့နယ်တွေဘက်ကစစ်ကူအဆက်မပြတ်ပို့ပေးနေပြီးအသေးအပြောင်းများနေတယ်လို့သိရပါတယ်ရှင်။ဆက်လက်ပြီးမုံရွာမြို့အဝင်ရေဦးဆန်ဆိုင်ကိမ်းမှာတက်ဆွဲထားသည့်စစ်သားများကိုဝင်ရောက်တိုက်ခတ်မှုစစ်တပ်ဘက်မှနှစ်ဦးတင်ဆုံဆွဲတဲ့တွင်ကိုတင်ဆက်ပေးမှဖြစ်ပါတယ်။စကိုင်းတိုင်းမုံရွာမြို့အဝင်းရေဦးဆန်ဆိုင်ကိမ်းမှာအထိုင်ကျသက်ဆွဲထားသည့်အကြမ်းမတ်စစ်သားများကိုဝင်ရောက်တိုက်ခိုက်ရာစစ်တပ်ဗမာနှစ်ဦးတေဆုံးခဲ့ကြောင်းဒေသတွင်းသတင်းရင်းမြစ်များကပြောဆိုပါသည် နိုဝင်ဘာလ29ရက်နေ့ညနေ9:45မိနစ်ခန့်မှာမုံရမြို့အဝင်ရေဦးဆန်ဆိုင်ကိန်းမှာအထိုင်းချတက်ဆွဲထားသည့်အကြမ်းမဲ့စစ်သားများကိုတော်လှန်ရေးတပ်ဖွဲ့များကဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသိရပါသည်။ထိုတိုက်ခိုက်မှုသည်မိနစ်30ခန့်ကြာမြင့်ခဲ့ပြီးအကြမ်းမဲ့စစ်တပ်ဘက်မှစစ်သား2ဦးသေဆုံးကောင်းတော်လှန်ရေးရဲဘော်များထိခိုက်မရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရပါသည်။မုံရမြို့အဝင်ရေဦးဆန်ဆိုင်ကိန်းမှာတက်ဆွဲထားတဲ့စစ်ခွေတွေကိုဝင်ရောက်ပစ်ခတ်ခဲ့တယ်လို့သိရတဲ့ ခမန်းချေစစ်ခွေးနှစ်ကောင်တည်ဆုံနိုင်နေစစ်ခွေးတွေဘက်ကတရားရတာတွေလည်းရှိတယ်စစ်ခွေးတွေဘက်ကတော့ပြန်ပြစ်တယ်စက်တနက်နေချမ်းပြစ်တယ်အဲ့ဒီဂိမ်းမှာစစ်ခွေးအင်အားဆယ်ကောင်ကျော်လောက်ရှိတယ်ကျွန်တော်တို့ရဲဘော်တွေအထိကမရှိပဲပြန်လဲစုခွာနိုင်ခဲ့ပါတယ်လို့ဒေသတွင်းသတင်းရှင်မြစ်ကပြောဆိုပါတယ်အဆိုပါတိုက်ခိုက်မှုဖြစ်စဉ်နဲ့ပတ်သက်ပြီးမြေတီတော်လိုင်းရဲ့တပ်ဖွဲ့များကလုံဆောင်ခဲ့သည်ကိုအတည်ပြုနိုင်ခြင်းမရှိသေးကြောင်းဒေသတွင်းစီးရဲတရင်ချင်းများကဆက်လက်ပြောဆိုပါတယ်ရှင်။ဆက်လက်ပြီးမင်းလာမှာစစ်တပ်ကစစ်ကြောင်းထိုးနေ၍တိုက်ပွဲဖြစ်ပွား မုံရမန္တလေးလမ်းမိုင်းမှာစစ်တောင်းကိုမှန်ဆွဲတက်ခတ်မှုစစ်တပ်ဘက်မှထိခိုက်ဒေဆုံးမှုရှိဆွဲတဲ့တင်းကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။မကွေးတိုင်းအထက်မင်းလာမြို့နယ်အရှိဘတ်ချံကိုစစ်တောင်းထိုးရန်ထွက်လာသည့်အကြမ်းမဆက်တဲ့စစ်တောင်းနဲ့ထိတွေ့တိုက်ပွဲဖြစ်ပွားရန်စစ်တပ်ဘက်မှထိခိုက်ဒဏ်ရာရခဲ့ကြောင်းဗမာပြည်ကာကွယ်ရေးတပ်မှပြန်ကြားရေးတာဝန်ခံကိုသာချိုကပြောဆိုပါတယ်။နိုဝင်ဘာလ26ရက်နေ့နနေ့စနေ30မိနစ်ခန့်မှာအထမ်းမင်းလာမြို့နယ်အရှိပတ်ချံကိုစစ်ကြောင်းထိုးရန်ထွက်လာသည့်အကြမ်းမတ်စစ်တပ်စစ်ကြောင်းမင်းနေကြီးကျေးရွာအနီး ်တရမင်းလာလမ်းမိုက်မှာတော်လရင်တပ်ဖွဲ့များနဲ့ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ကြောင်းသိရပါတယ်။ထိုထိတွေ့တိုက်ပွဲသည်မိနစ်30ခန့်ကြာမြင့်ခဲ့ပြီးအကြမ်းမဲ့စစ်တပ်ဘက်မှထိခိုက်တိုက်စုံမှုအကြီးအကျယ်အတွက်ကိုအတိပြုနိုင်ခြင်းမရှိသေးပေတော်လရင်ရဲဘော်များအထိခိုက်မရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရပါတယ်။မင်းလာမျိုးနယ်နဲ့နှမိုင်သုံးမှန်ရှိတဲ့ကုန်းကြီးကမဆ၁၀နဲ့မင်းလာမျိုးပေါ်မှာရှိတဲ့အင်အားနဲ့သူတို့စုပေါင်းအင်အားစစ်ခွေးကားလေးစီးနဲ့ဒီနေ့မနက်စောပိုင်းမှာမင်းလာဘက်ကနေစစ်ကြောင်းထိုးလာတာဖြစ်ပါတယ် စစ်ကြောင်းထိုးလာပြီးတော့ညောင်ဝိုင်းလမ်းမရောက်တဲ့အချိန်မှာသူတို့ကားတွေရပ်ပြီးတော့ဒုံးတွေလွတ်တယ်ပြီးတော့ဆင်းဆောင်တယ်အဲ့ဒီစစ်ကြောင်းနဲ့ထိတွေ့မှုဖြစ်ခဲ့တာပါစစ်ခွေးတွေဘက်ကလည်းတတိထပြီးတော့ဒုံးတွေရောခြေလင်းတွေရောစစ်ကြောင်းထိုးလာတာဖြစ်ပါတယ်စစ်ကြောင်းကတကြောင်းနဲ့မဟုတ်ဖ ೇನೆ ဘေးတွေမှာဖြန့်ပြီးတော့မတင်ကြတဲ့နေရာတွေကိုကာလန်အတွင်းနဲ့ဝိုက်ပြီးလာတာဖြစ်ပါတယ်။အဲဒါကြောင့်မို့ကျွန်တော်တို့ကင်းယူထားတဲ့နေရာတွေနဲ့တိုးပြီးတော့မှထိတွေ့မှုဖြစ်သွားတဲ့သဘောတွေပါ စစ်ခွေးတင်စင်ကတော့ကျွန်တော်တို့ဆက်လက်ဆောင်စမ်းနေတော့မှကျွန်တော်တို့ရဲဘော်တွေထိခိုက်မစီပြည်လဲစုခွာနိုင်ခဲ့ပါတယ်လို့ဗမာပြည်ကခွေးရည်တပ်မှပြန်ချရေးတာဝန်ခံကိုသာချိုကပြောဆိုပါတယ်အဆိုပါနိုင်ငံမှုကို United States of Burma Army မှရဲဘော်များကလုံဆောင်ခဲ့ခြင်းဖြစ်ကြောင်းပြည်သူများအနေဖြင့်တန်နိုင်တဲ့များအသွားလာမပြုလို့ကြရင်ဗမာပြည်ကခွေးရည်တပ်မှပြန်ချရေးတာဝန်ခံကိုသာချိုကဆက်လက်ပြောဆိုပါတယ်အလားတူစကိုင်းတိုင်းချောင်းမြို့နယ်မုံရမန္တလေးအမြန်လန်းနေရီကန်ကိမ်းမှာ အကြမ်းမတ်စစ်တပ်စစ်ကြောင်းစစ်ကောင်စီတပ်သားများကိုမိုင်းဆွဲတိုက်ခိုက်ရာစစ်တပ်ဗမာတိုက်ခိုက်သည့်စုံမှုရှင်နံကြောင်းဒေပနာဂရန်9000ကျဲမှတာဝန်ရှိသူကပြောကြားပါသည်နိုဝင်ဘာလ26ရက်နေ့နေ့စဉ်တိုင်းခမ်းမောင်ချောင်းမြို့နယ်မုံရမန္တလေးအမြန်လန်းနရိတ်ကန်ကိမထွက်ခွာလာသည့်အင်အား30ကျောင်းအကြမ်းမတ်စစ်ကြောင်းကိုရေပိုစာဖုန်ကြီးကြောင်းအနီမှာတော်လန်ရဲတပ်ဖွဲ့များကမိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်းသိရပါသည် မိုင်းဆွဲတိုက်ခတ်မှုအတွင်းအကြမ်းဖက်စစ်တပ်ဘက်မှထိခိုက်တိုက်စုံမှုအရေအတွက်ကိုအတည်ပြုနိုင်ခြင်းမရှိသေးပေမယ့်တော်လရင်ရဲဘော်များထိခိုက်မရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရပါသည်စစ်ကွေးတင်စင်ကတော့မသိရသေးဘူးကျွန်တော်တို့ဆက်လက်ဆောင်စမ်းနေစေပါစစ်ကွေးတွေဘက်ကတော့ထိခိုက်တာကတော့များတယ်ကျွန်တော်တို့သွားပြီးစစ်စစ်ကြည့်တဲ့အခါမှာတွေးခွက်တွေရဲ့ယူနီဖောင်းအစတွေရဲ့တွေးခဲ့တဲ့ကျွန်တော်တို့ထောင်လန့်လူကတော့မရသေးဘူးထိခိုက်တာတော့များပါတယ်အဲ့ဒါကတော့သိကြပါတယ်စစ်ကွေးတွေဘက်ကထိခိုက်တိုက်စုံမှုရှိနေပါတယ် စိတ်ခွဲတွေဘက်ကလက်နေခရမ်းများတင်စီကြမိတာတော့မရှိပါဘူးကျွန်တော်တို့ရဲဘော်တွေအထူးခံမရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ပါတယ်လို့ဒေပန်နာဂရန်9000ကျော်မှတာဝန်ရှိသူကပြောဆိုပါတယ်အစောပိုင်းတက်ခံမှုကပနာဂရန်9000ကျဲ MPDN နဲ့ຫນွေဥလူငယ် MPDN တို့ကပူးပေါင်းလှုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်းသိရပါတယ်ရှင်။